ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဟဲစပတ်တိတ်ကဲကိုဆွဲရဲ့အကွာကားရဲ့ဂျူနီယာဖစ်ရှင်နဲ့လူငယ်သုံးယောက်ပေါင်းစည်းပြီးတော့ဗောနော်ကျွန်တော်လက်ရှိမှာကီလန်စိန်ကျော်စီတီမောင်မှာကျွန်တော်ဒီအနောက်ကလည်းမျိုးတဘာဝနဲ့နေဆက်ဆောင်သူလေကန်လေးတွေကိုကျွန်တော်လက်ရှိမှာခင်းကြီးပြသပေးတာတယ်ဗောနော်ဒီနေ့မှာတော့ကျွန်တော်တို့စိန်ကျော်စီတီမောင်မှာကျွန်တော်တို့ပြဝဲလေးလုပ်နေတာလေးရမြောင်းလေးရှိတော့ပါရဲ့ခင်ဗျာနောက်တဲ့ဂျန်နဲ့သုံးယောက်ကိုကျွန်တော်တို့အခုလိုမျိုးခါရီယန်လေးတွေကိုယ်တိုင်လုပ်ချင်တဲ့ဝါသနာရှင်တွေတော့ကို ကျွန်တော်တို့ဝက်ကျော်လေးစီစဉ်ပေးထားပါတယ်ကျွန်တော်တို့ကနေမှဒီခြေရနေဒီလိုကံတို့လေးတွေကိုပါဝင်ပစ္စည်းလေးတွေနဲ့ဘယ်လိုမျိုးဆင်ရလဲဘယ်လိုထိန်းသိမ်းရလဲဆိုတာမျိုးကိုသင်ပေးသွားမယ်ပြီးလို့ချင်းရင်စိတ်ဝင်စားတဲ့သူတွေကဒီလိုကံမျိုးလေးတွေကိုကိုယ်အိမ်မှာပဲဖြစ်ဒါမှမဟုတ်ရင်ဒီမှာပဲဖြစ်တခါလေးလိုက်လို့လို့ရပါတယ်ကျွန်တော်တို့ဒီလိုတာရီယန်လေးတွေဆင်တဲ့ဝက်ကျော်လေးတွေကို30ရက်နေရနေ30ရက်နေဒီစုစုပေါင်း3ရက်နေ့4နာရီမှာဝက်ကျော်လေးလောက်ပြီးလို့ရှိပါတယ်စိတ်ဝင်စားတဲ့ဆိုရင် စင်ညောစီတီမောကိုဒါပြီးတော့ကျွန်တော်တို့လည်းကန်လေးတွေစင်ဖို့အားလုံးဖိတ်ကုန်ပါတယ်ဗျာအင်းအားကြီးတမပါတယ်ပြဝင်လည်းမပါလေပဲပြရတယ်ဆိုတာဟိုတော့ကျွန်တော်လည်းတူတူဗီဒီယိုလေးဆောင်းလိုက်ကြည့်မလို့လည်းအားလုံးပြကြင်ပါတယ်ကျွန်တော်တို့လူငယ်တော့ရောက်ပေါင်းစီပြီးတော့ပေါ့နော်ကျွန်တော်တို့စင်ကျုံစီတီမှာပါကျွန်တော်ရဲ့ Harris Aquatic ရဲ့ကိုဆွဲရဲ့အဟွာကားရဲ့ကိုတူရာရဲ့ Junior Fish ရဲ့တော့ရောက်ပေါင်းပြီးတော့ပေါ့နော်ပြဝင်လေးတပွဲ26ရက်နေ့ရနေပြီးတော့ဆက်သက်လာမယ့်တရနေ့တိပြလာတာလည်းဖြစ်ပါတယ်ဒီပတ်ချမ်းမှာဆိုရင်တော့ကျွန်တော်တို့ဒီရေဒီယိုကန်လေးပါမယ်ပြီးတော့ရေရောက်အပင်ကန်လေးတွေပါမယ် လက်ရှိမှာတော့ရေငုံကန်လေးတော့တုံးကန်လေးဒီဘက်ကျမှတော့လက်ရှိမှာပြတ်တတလာပါဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီကန်နာပုံစံကန်လေးအသေးလေးပါမယ်ဒီဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်အပင်လေးရောင်းနေပေါ့နော်လက်ရှိမှာကတော့ဒါတော့ photo use လေးပဲဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်ရဲ့ hair robotic ကန်လေးပေါ့နော်အာဒီဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်တို့ရေရောက်ပုံစံပုံစံလေးဆင်ပြပေးတာပါတယ်ဒီဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်ရဲ့အာရေငုံကန်လေးအာပါမယ်ပေါ့နော်လူတွေရင်းရေကုန်ကန်လေးပေါ့နော်ချစ်စရာလေးပါဒါလေးလည်း ဒီ batch channel လေးကြီးအကုန်လုံးကတော့ကျွန်တော်ရဲ့ aquatic ကနေပြောပြလာတဲ့ scan လေးပဲဖြစ်ပါတယ်။ဒါကတော့ junior fish အကိုရဲ့ scan လေးပေါ့နော်။ငားလေးရောင်းတာဖြစ်ပါတယ်။ဒါတော့ကိုယ်စွဲရဲ့ဟို wash out အတွက်အပင်လေးပေါ့နော်။အာဒါလေးကတော့ကိုယ်စွဲရဲ့လက်ရလေးပဲဖြစ်ပါတယ်။ scan လေးပေါ့နော်။တော်တော်လေးချစ်ဖို့ကောင်းမြတ်လှတဲ့ terrarium အပင် scan လေးပဲဖြစ်ပါတယ်။တိတိလေးနဲ့တော်တော်လေးချစ်ဖို့ကောင်းပါတယ် scan လေးတွေအားလုံးကတော့ပေါ့နော်။ဒီကံလေးဆိုရင်ကျွန်တော်တို့လောင်းဝဆောင်းရင်း ဆောင်းရည်နဲ့နှင်းကြရတဲ့ပုံစံလေးပေါ့နော်လောမတဘာဝတိုင်းတော်တော်လေးစိန်ရနှားရတယ်ပေါ့နော်စိန်နှားရတယ်လက်ရည်လေးကတော့တော်တော်လေးကောင်းပါတယ်လှပါတယ်ဒီကံလေးဆိုရင်ကျွန်တော်လောမတောက်ထဲရောက်သွားတဲ့ပုံစံလေးပေါ့နော်ကိုယ်စွဲလက်ရတော့တော့အမှန်မှန်ပါတော်တော်လေးလှတယ်ဖိုက်တယ်တတိလေးနဲ့တော်တော်လေးချစ်ဖို့ကောင်းစိန်ဆိုပြီးချစ်ဖို့ကောင်းတယ်ပေါ့နော်ကံလေးကကြည်လိုက်တာနဲ့စိတ်ချမ်းသာရောစိတ်အေးချမ်းနေရောဒီကံလေးဆိုရင်လောမဆွေးဟောင်းနေတဲ့တိုက်ကြီးနားမှာအပင်လေးပေါင်းနေတဲ့ပုံစံလေးပေါ့နော်အာတော်တော်လေးမိုက်ပါတယ်ကံလေးအားလုံးကတော့အပြင်မှာဆိုရင်ပိုလှပါတယ်ဒီဥစ္စာတွေအကုန်လုံးကကိုယ်စွဲကံလေးပေါ့နော် ဒါကတော့တကန်လည်းပါတဲ့မိုးရွာနေတဲ့ကန်လေးပေါ့နော်ဒါလည်းကိုယ်စက်လက်ရပဲလုံးဝတဘာဝတိုင်းမိုးရွာနေတဲ့ပုံစံလေးပေါ့နော်တော်တော်လေးအပြင်မှာကြည့်လို့ကောင်းတယ်အားလုံးဒါရောက်ကြည့်ရှုပ်မှုလည်းဖိတ်ခေါ်လိုက်ပါတယ်အာဒီဘက်ကျမှဆိုရင်တော့ကျွန်တော်တို့အာကိုယ်စက်ရဲ့ဒီ aquarium ရောက်ပင်ကန်လေးပေါ့နော်ပုံစံလေးနဲ့ဒါလေးလည်းသူ့အနေနဲ့သူလှပါတယ်ကြည့်လို့ကောင်းတယ်ဒီဘက်ကလုံးဝကျွန်တော်တို့ ရေပေါ်အိမ်လေးပေါ့နော်ကျွန်တော်ရေအိမ်ပေးနာမှာကျွန်တော်ခြေတန်းရှိအိမ်လေးပေါ့နော်ပေးနာမှာတပင်းပါမယ်ပြီးတော့စမ်းကြောင်းလေးတပည့်စီးခြင်းနေတဲ့အောက်ဆိုင်လေးပါမယ်ပေါ့နော်ကျွန်တော်မနာပိုင်းမှာမြူလေးထားတဲ့ပုံစံလေးလောကကိုယ်ရဲ့ creation တော့အာတော်တော်လေးမိုက်တယ်ပေါ့နော်အဲဒါကြောင့်အားလုံးဒီအောက်ဆိုင်လေးဒီပွဲလေးလာခဲ့ပေါ့လေအားလုံးကျွန်တော်ဒီကနေ့အာပြီးတော့ဖိတ်ခေါ်ကြပါတယ်